ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့ဂျွန်လာ29ရက်နေ့ရဲ့ညခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းကိုတော်လှန်ညာချမ်းပါလို့နှုတ်ခွန်းဆက်တော့ပါရခင်ဗျာအဲ့တော့ဒီကနေ့ညခင်းမှာထူးထူးခြားခြားနားဆင်ရမယ့်သတင်းတွေကတော့ဒီပလောမြို့နယ်ကြောက်ကရွာမှာရှိတဲ့ပြူစောတိစခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုမှာစစ်သားအလောင်း3လောင်းနဲ့တနက်9လက်ကိုသိမ်းဆီးရရှိပါတယ်နောက်ထပ်တရချောင်းမြို့နယ်မှာလည်းဒီမင်းတက်ရွာဖုံးကျောင်းမှာတက်ဆွဲထားတဲ့စစ်ရှုံးကောင်စီတပ်ကိုတိုက်ခိုက်မှုမှာစစ်သား9ဦးသေဆုံးပြီးတော့ လက်နက်ခဲယမ်းတွေရရှိပါတယ်ဒါကတော့တနင်္လာရီတိုင်းထဲမှာတော်လိုင်းတက်ဖွဲ့တွေလက်စွမ်းထက်နေတဲ့အချိန်တွေပါအရင်ရပ်ပိုင်းကဆိုရင်လဲပဲခူးတိုင်းဘက်မှာတော်လိုင်းတက်ဖွဲ့တွေလက်ဆောင်ထက်ခဲ့ပါတယ်အခုတနင်္လာရီတိုင်းဘက်မှာပြန်ပြီးတော့လက်ဆောင်ထက်လာပြန်ပါပြီနိုင်ငံတကာစီးပွားရေးပိတ်ဆို့ခံထားရတဲ့ရုရှားနိုင်ငံကဥဆောင်ပြီးတော့ပြုလုပ်တဲ့ Russian Economic Union EA EU မှာအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ပါဝင်ခွင့်ပေးဖို့အပြည်ပြည်ဆိုင်ရာရဲ့ဒဏ်ခတ်မှုကိုခံနေရတဲ့မင်းအောင်နိုင်ငံက ပန်းကြလိုက်ပါတယ်ဝရမ်းပြေးကြီးစီမာဝရမ်းပြေးလေးကအသေးတန်အကူကြီးတောင်းနေတဲ့အချိန်လေးပါပြည်နယ်နဲ့တိုင်းအချို့မှာမနေ့ဖြန်မိုးဆက်ပြီးတော့ကြီးပါအောင်မယ်ညောင်မြို့နယ်ကျေးရွာဆေးရွာမှာ PDA တပ်ဖွဲ့တွေကအခမဲ့ကျမ်းမာရေးစောင့်ရှောက်မှုပေးကြပါတယ်ခင်ဗျာဒီသတင်းနေနဲ့အတူဒီကနေ့ညာကင်းရဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုနားဆင်ရမှာပါခင်ဗျာအဲ့တော့တနင်္လာရီတိုင်းဘက်မှာလက်စွမ်းထက်နေတဲ့တော်လိုင်းတက်ဖွဲ့တွေရဲ့တိုက်ပွဲသတင်းအကြောင်းအရာတွေကိုပြောပြသည်တနင်္လာရီတိုင်းပလောမြို့နယ် ကြောက်ကာရွာမှာရှိတဲ့ပြူစောတိစခန်းကိုတိုက်ခိုက်သိမ်းပိုက်ရမှာစစ်သားလောင်း၃လောင်းနဲ့တနက်၅လက်သိမ်းစီရရှိခဲ့ကြောင်းဘိတ်ခရိုင်အမှတ်၁တန်ရင်းကတာဝန်ရှိသူတွေကပြောပါရယ်ခင်ဗျာဒီကနေ့ဂျော်လာ28ရက်နေ့မနေ့9နိုင်ခွဲအချိန်လောက်မှာပလုံးမြို့နယ်ကြောက်ကာကျေးရွာမှာရှိတဲ့အချမ်းမတ်ဆက်ရှုံးကောင်စီတပ်ရဲ့လက်အောက်ခံပြူစောတိစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကဝန်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်တိုက်ခိုက်မှုက15မိနစ်လောက်ကြာမြင့်ခဲ့ပြီးအချမ်းမတ်ဆက်ရှုံးကောင်စီတပ်သားမတအားလောင်း၃လောင်းကိုသိမ်းစီရရှိပြီးဆက်ရှုံးကောင်စီစစ်သားတွေနဲ့ပြူစောတိတွေက ထွက်ပြေးသွားကြပါရခင်ဗျာတိုက်ပွဲတွေမှာဂျမတ်ဆက်ရှုံးကောင်စီတပ်သားတွေထံကနေ M16A1 rifle တနက်၄လက်ကြီးနှစ်ခုဒီကြီးပေါင်းနှစ်ခု AK47 rifle တနက်တလက်ကြီးပေါင်း၄ခု5.56ကြီးတထောင်တောက်7.62ကြီး138တောက်လက်ပြုံနှလုံးနဲ့စစ်သုံးဆောင်ပစ္စည်းတွေကိုသိမ်းဆည်းနိုင်ခဲ့ပါတယ်ခင်ဗျာဒီနေ့မနေ့အစောပိုင်းမှာကြောက်ကကြေးပေါ်မှာရှိတဲ့စစ်ခွေးလက်ဝေခံပြူစော့တီစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါစစ်ခွေးတွေနဲ့ပြူစော့တီတွေအားလုံး စခန်းကနေထွက်ပြေးသွားတယ်။စစ်ခွေးအလောင်း၃လောင်းနဲ့လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့ပါတယ်ဆိုပြီးဗိက္ခယံအမှတ်၁တိုင်ရင်တာဝန်ရှိသူကတိုက်ပွဲချင်းတွေသိစိတ်ကိုပြောပြပါပါတယ်ခင်ဗျာ။တိုက်ခိုက်မှုကိုတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဗိက္ခယံအမှတ်၁တိုင်ရင်နဲ့ဂေမျိုးသားကာကွယ်ရေးတပ် KNDO တိုင်ရင်ခွန်မဟာမိတ်တပ်ပေါင်းစုကတိုက်ပွဲဝင်ခဲ့တာလို့သိရပါပါတယ်ခင်ဗျာ။အဲ့တော့နောက်ထပ်တင်းနိုင်တိုင်းတွေကပဲတင်းနိုင်တိုင်းတရချောင်းမြို့နယ်မင်းတက်ရွာဖုံးကြောင်းမှာထိုင်ချပြီးတက်ဆွဲထားတဲ့ အကြမ်းမဆရှုံးကောင်စီတပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာဆရှုံးကောင်စီတပ်ဘက်က၅ဦးသေဆုံးပြီးလက်နက်ခဲယမ်းတွေကိုလည်းသိမ်းဆီးနိုင်ခဲ့ပါတယ်ခင်ဗျာဂျွန်လ26ရက်နေ့မွန်းလွဲတနအိချိန်လောက်မှာမင်းတပ်ရွာဖုံးကြီးကျောင်းမှာအထိုင်ချပြီးတော့တပ်ဆွဲထားတဲ့အကြမ်းမဆရှုံးကောင်စီတပ်သားတွေကိုကင်နလီတရင်စနစ်လက်အောက်ခံတပ်ခွဲနှစ်နဲ့တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်အဲ့ဒီတိုက်ခိုက်မှုတွေမှာဂျမတ်ဆက်ရှုံးကောင်စီတပ်ဘက်က၅ဦးသေဆုံးပြီးစစ်သုံးဆောင်ပစ္စည်းတွေကိုလည်းသိမ်းဆီးရရှိခဲ့ပါတယ်ခင်ဗျာ ဒီလိုမျိုးဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက်မှာညနေ3နာရီချိန်လောက်မှာမင်းတိုက်ပါကိုကဲနယ်လီတပ်ခွဲနှစ်နဲ့တော်လိုင်းရေးပူးပေါင်းတပ်ခွဲကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးမင်းတိုက်ရွာကိုတဆွဲထားတဲ့စစ်ရှုံးကောင်စီတပ်သားတွေကတော့ဒီဝင်းဝတပ်စခန်းကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။ဒါကတော့တနင်္လာနေ့တိုင်းအတွင်းမှာတော်လိုင်းတပ်ဖွဲ့တွေကလက်တံပြောင်နေတဲ့တိုက်ပွဲသတင်းအကြောင်းအရာတွေပဲဖြစ်ပါတယ်။အဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တော့နိုင်ငံတကာစီးပွားရေးပိတ်ဆို့ခံရရတဲ့ရုရှားနိုင်ငံကဥဆောင်တဲ့ Eurasian Economic Union EAEU မှာဖွဲ့ဝင်နိုင်ငံဖြစ်လို့ကြောင်းပြည်ပဆိုင်ရာရဲ့အရေးယူဒဏ်ခတ်မှုခံနေရတဲ့မင်းအွန်လိုင်းကပြောဆိုလိုက်ပါတယ်မနေ့ကဘယ်လာရုစ်သမ္မတနိုင်ငံမှာပြုလုပ်တဲ့စတုထအချင်းဥရောပအာရှစီးပွားရေးဖိုရမ် EEF 2025ရဲ့မျက်နှာသုံးကြီးစည်းဝေးမှာမင်းအွန်လိုင်းကအခုလိုမျိုးပြောဆိုလာတာပါမင်းအွန်လိုင်းကမြန်မာနိုင်ငံနေနဲ့ဥရောပအာရှစီးပွားရေးသမ္မတက Eurasian Economic Union EAEU ရဲ့မိသားစုဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ဖို့များစွာ စိတ်အားထက်သန်လျက်ရှိပါကြောင်းမြန်မာနိုင်ငံကိုဥရောပအာရှစီးပွားရေးသမဂ္ဂရဲ့အလေးလာသူနိုင်ငံအဖြစ်နဲ့စိုးလင်စွာပါဝင်နိုင်ရေးအတွက်ထောက်ခံဆောင်ရွက်ပေးဖို့အလေးနဲ့မြင့်တာရက်ခံလိုကြောင်းထုတ်ဖော်ပြောဆိုသွားပါတယ် Regional Economic Union EAEU ခေါ်ဥရောပအာရှစီးပွားရေးသမဂ္ဂကရုရှားနိုင်ငံကဥဆောင်ပြီး2015ခုနှစ်မှာထူထောင်ခဲ့တာဖြစ်ပြီးရုရှားနိုင်ငံဒီကာဇက်စတန်နိုင်ငံကာဂျစ်စတန်နိုင်ငံအာမေးနီးယားနဲ့ဘယ်လာရုစ်နိုင်ငံတို့ပါဝင်ပြီးအများစုကတော့ရုရှားဩဇာခံနိုင်ငံတွေဖြစ်ပါတယ်ခင်ဗျာ အခုခါမှာယူကရိန်းကိုရုရှားကကျူးကျော်စစ်ပွဲဆင်နွှဲခွင့်မှုကြောင့်ရုရှားနိုင်ငံကိုအမေရိကန်နဲ့ဥရောပသမ္မတကအပေါင်းဝင်စီးပွားရေးအင်အားကြီးအနောက်နိုင်ငံကြီးတွေကစီးပွားရေးပိတ်ဆို့ထားပြီးအဲ့ဒီစီးပွားရေးပိတ်ဆို့မှုတွေကိုကျော်လွှားနိုင်ဖို့အတွက်ရုရှားနိုင်ငံကနီးလန်းအမျိုးမျိုးနဲ့ကြိုးစားရုန်းကန်နေရကြောင်းနိုင်ငံတကာသတင်းတွေကပြောဆိုကြပါတယ်ခင်ဗျာပြည်내နဲ့တိုင်းအချို့မှာမနက်ဖြန်မိုးဆက်ပြီးတော့ကြည်ပါဦးမယ်သတင်းပြည်စုံကိုကြည့်အောင်ပါခင်ဗျာလွန်ခဲ့တဲ့24နှစ်အတွင်းမိုးပြင်းနဲ့မကွေးတိုင်း စကိုင်းတိုင်းထက်ပိုင်းအရီတိုင်းနဲ့ကချင်ပြည်နယ်မှာနေရာကွက်ပြီးတော့မိုးကြီးခဲ့ပြီးမနက်ဖြန်မနက်ပိုင်းအထိစကိုင်းတိုင်းထက်ပိုင်းအရီတိုင်းကရင်မွန်းရခိုင်နဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ကြောင်းဒီမိုးလေဝသနဲ့ဇလပိတန်းညွှန်ကြားမှုဦးစီးဌာနကဒီကနေ့မှာထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာအဲ့တော့နောက်ထပ်သတင်းကတော့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်စင်ကထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ဟာထိုင်းလူမှုနယ်အာဏာပိုင်တွေကိုလှည့်ပြဖို့ကျမ်းမာရေးမကောင်းတဲ့အောင်ဟန်ဆောင်ခဲ့တယ်လို့ဖွင့်ချလာတာကိုဒေတာရင်းသတင်းတွေက ဖော်ပြလာပါတယ်။တဆင်ဟာထိုင်းနိုင်ငံမှာတရားစွဲခံရတာကိုရှောင်ရှားဖို့ဝေဒနာခံစားနေရတဲ့အောင်ဒစိတ်ကိုတအိတ်လုတဲ့လက္ခဏာတွေပြသခဲ့တယ်လို့ဟွန်ဆင်ကဖွင့်ချထားတာပါ။2024ခုနှစ်ဖေဖော်ဝါရီလ21ရက်နေ့တုန်းကသူစီအလေပတ်လာချိန်မှာလဲတဆင်ရဲ့ကျမကြီးဟာအကောင့်နိုင်ပဲရှိပုံပေါ်ပါတယ်လို့သူကပြောပါတယ်။ဒါပေမဲ့နှစ်ယောက်တွဲပြီးတော့ဓာတ်ပုံရိုက်ချိန်မှာတော့တဆင်ဟာလူဒုနဲ့ထိုင်းအာဏာပိုင်တွေကိုလှည့်စားဖို့စေဘဆိုင်ရာအထောက်အပံ့ပစ္စည်းတွေဝစ်ဆင်ထားတယ်လို့ဝန်ဆင်ကဆိုပါတယ်။ အရင်ကဒီဖြစ်ရပ်ကိုလူကျင်ဝဲအရာဆောင်ထင်းပြီးထုတ်မပြောခဲ့တာဖြစ်ပြီးသက်စင်သမီးဖြစ်သူထိုင်းဝန်ကြီးချုပ်ဘေထုံတန်ကြောင့်သာထုတ်ပြောဖို့ဖြစ်လာတာလို့ပြောပါတယ်ခင်ဗျာသူတငယ်ချင်းရဲ့သမီးကြောင့်နှစ်30တငယ်ချင်းဆက်ဆံရေးတစ်ခုပျက်စီးသွားရတဲ့အတွက်စိတ်မကောင်းဘူးလို့ဟွန်စင်ကပြောထားတာကိုကမ္ဘောဒီးယားသတင်းတွေမှာဖော်ပြလာပါတယ်ဒီပြောဆိုချက်အပြင်ထိုင်းနိုင်ငံရေးခေါင်းဆောင်ပိုင်းကိုပြောင်းလဲပစ်ဖို့စီစဉ်နေတာနဲ့ထိုင်းပြည်စနစ်ကိုစော်ကားတဲ့သက်စင်ရဲ့ပြောဆိုချက်တွေကိုလည်းထုတ်ဖော်သွားမယ်လို့မနေ့ကပြောထားပါသေးတယ်ခင်ဗျာ နောက်ထပ်သတင်းအကြောင်းအရာကတော့မန္တလေးတိုင်းထဲမှာပြည်သူလူထုကိုကျန်းမာရေးဆောင်ရှောက်မှုပေးနေတဲ့သတင်းအကြောင်းအရာတစ်ပုဒ်ကိုပြောချင်ပါတယ်ခင်ဗျာမန္တလေးတိုင်းညောင်ဦးမြို့နယ်တွင်းမှာရှိတဲ့တော်လှန်ရေးတပ်တွေစုမှုထားတဲ့ကျေးရွာဆေးရွာကပြည်သူတွေနဲ့ဆက်ဆောင်ပြည်သူတွေကိုအခမဲ့ကျမ်းမာရေးဆောင်ရှောက်မှုပေးနေပြီးစေဝါလိုအပ်ချက်တွေတော့ရှိနေတယ်လို့ People Democratic Army PDA ဖွဲ့စည်းကနေသိရပါပါတယ်ခင်ဗျာ။ညောင်မြို့နယ်တွင်းကတော်လှန်ရေးတပ်တွေစုမှုထားတဲ့ကျေးရွာတွေကပြည်သူတွေနဲ့ လက်တလောစစ်ကြောင်းတွေကြောင့်စစ်ဆောင်နေရတဲ့ပြည်သူတွေကိုဂျွန်လ17ရက်နေ့ကနေ28ရက်နေ့အထိအခမဲ့ကျန်းမာရေးဆောင်ရှောက်မှုတွေပြုလုပ်ပေးကြတာပါခင်ဗျာ25 26ရက်နေ့လောက်ကစစ်ကြောင်းထိုးနေတော့တချို့ရွာတွေကစစ်ဆောင်ကြရတော့ပေါ့ဗျာစစ်ဆောင်နေတုန်းကလည်းကျွန်တော်တို့ကျန်းမာရေးဆောင်ရှောက်မှုတွေပြီးတယ်လို့ Vivid Democratic Army PDA တာဝန်ခံရဲဘော်အုပ်စုကပြောပါတယ်အရင်ကတည်းကဒီကျေးရွာဆေးရွာမှာရွေလျားစေကန်းဒီမိုဘိုင်းကလင်းနေအဖြစ်နဲ့ကျန်းမာရေးကုသမှုပေးနေတာဖြစ်ပြီးလက်ရှိစစ်ကြောင်းကြောင့် ဆက်ဆောင်ပြည်သူတွေကတကြီးရွယ်ဦးတွေထိတ်လန့်မှုတွေဖြစ်တာကြောင့်ဆက်ဆောင်ပြည်သူတွေနေတဲ့နေရာတွေအထိလိုက်လံပြီးတော့စေကုသပေးခဲ့တာလို့ဆိုပါတယ်။အဲ့ဒီဒေသကဒေသခံပြည်သူလူကြီးပိုင်းတွေမှာတွေးတူစည်းကြုံနဲ့ခန္ဓာဝေဒနာတွေအဖြစ်များပြီးမိုးရသည့်ဖြစ်နေတာမို့ကလင်းငယ်တွေကယာနာဖြစ်ပွားမှုများနေတယ်လို့သိရပါတယ်။ဒီကျမရေးဆောင်ရှောက်မှုပေးတာကို PDA တပ်ဖွဲ့ကစီရီယန်ဆရာဆရာမတွေကိုယ်တိုင်ဥဆောင်ပြီးတော့အခြေခံကျမရေးတန်တန်းဆင်ထားတဲ့ဆရာဆရာမတွေနဲ့စုပေါင်းပြီးစေဝါကုသမှုတွေပေးကြတာဖြစ်တယ်လို့တပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။ ဒေသခံပြည်သူတွေကိုခတ်မဲ့စေကုသပေးနေတာဖြစ်ပြီးစေဝါလိုအပ်ချက်တွေရှိနေတယ်လို့လည်းသိရပါတယ်။စေဝါလိုအပ်ချက်တွေကတော့ရှိနေတာပေါ့တချို့နေရာတွေဆိုကျွန်တော်တို့ကုနေရင်တန်းလန်းနဲ့တောက်ဆေးပေးဖို့ပြက်လက်သွားတာမျိုးတွေရှိတယ်။စေဝါအခက်ခဲရှိတာပေါ့ကျွန်တော်တို့တူတူသိသိဝယ်ရတာလို့တပ်ဖွဲ့တောင်းဝင်ရှိသူကပြောပါတယ်ခင်ဗျာ။နိုင်ငံကဒရင်းနေဘမာရောအစ္စရေးနဲ့ဆန်ရကြစစ်ပွဲပြီးတဲ့နောက်မှာလာမယ့်ရက်သက်တပတ်အတွင်းအမေရိကန်ရဲ့နျူကလ িয়ার ဆွေးနွေးပွဲတွေပြန်လည်စတင်မယ်ဆိုတဲ့သတင်းကိုအီရန်နိုင်ငံသားရဲ့ဝန်ကြီးအာရာချီကညှင်းဆော်လိုက်ပါတယ်ခင်ဗျာ မရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ရဲ့နျူကလ িয়ার ဆွေးနွေးပွဲတွေကိုလာမယ့်သတင်းပတ်မှာပြန်လည်စတင်မယ်လို့သတင်းနောက်တွေကိုထုတ်ဖော်ပြောဆိုထားပြီးအလုံးစုံညီညာရေးသဘောတူညီချက်ရလိမ့်မယ်လို့သူ့ရဲ့အထူးကိုယ်စားလှယ်စတီဝတ်အော့ဖ်ကလည်းပြောဆိုထားပါတယ်။ဒီချိန်မှာအီရန်နိုင်ငံသားရေးဝန်ကြီးအာရာချီကအတွေ့အဆုံဆွေးနွေးရေးစပွဲဝိုင်းကိုပြန်သွားမယ်ဆိုတဲ့ထင်မြင်ယူဆချက်တွေကမှားယွင်းနေပြီးဒီသတင်းတွေကိုအလေးမထားသိမ်ဘူးလို့ပြောလိုက်ပါတယ်။ စည်စံညီနိုင်မှုတွေစတင်မှုသဘောတူညီချက်ဒါမှမဟုတ်စီစဉ်နေတာမျိုးမပြုတ်လုခဲ့ဘူးဆိုတာရှင်းရှင်းလင်းလင်းပြောလိုတယ်လို့နိုင်ငံမှရုံးမြင့်တန်းကြားကနေပြောဆိုလိုက်ပြီးညီနိုင်မှုတွေစတင်မှုအစီအစဉ်မရှိဘူးလို့ဆိုပါတယ်ဒီတော့တွင်မှာယူရန်ဟာနိုင်ငံတကာအမှုမြူစွမ်းအင်အေဂျင်စီနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုဆိုင်းငံ့တဲ့ဥပဒေကြမ်းတရက်ကိုလည်းအီရန်ပါလီမန်ကအတည်ပြုခဲ့တာကိုတွေ့ရပါတယ်အီရန်ဘာသာရေးကောင်းဆောင်အလာတိုလာခမေနီကလည်းအမေရိကန်ဟာအီရန်နျူကလ িয়ার ဆက်ရုံတွေကိုတိုက်ခိုက်မှုကိုခြေကားပြောဆိုနေတယ်လို့ ဝေဖန်ခဲ့ပါတယ်။အစ်ဇွေးနဲ့ပြစ်ခတ်ရက်စဲပြီးတဲ့နောက်သူ့ရဲ့ပထမဆုံးရုပ်မြင်သံကြားမိန်ကွန်းမှာတော့အစ်ဇွေးပေါ်အီရန်ကအောင်ပွဲရခဲ့တယ်လို့ပြောပါတယ်ခင်ဗျာ။အမေရိကန်ဟာအီရန်ကိုတိုက်ခိုက်ခဲ့ပေမဲ့ဘာမှရမသွားဘူးလို့ပြောဆိုပါတယ်။အမေရိကန်ရဲ့တိုက်ခိုက်မှုဟာအီရန်နျူကလ িয়ার အစီအစဉ်ကိုဆယ်စုနှစ်များစွာနောက်ဆုတ်သွားစေတယ်လို့ဒေါ်နယ်ထရန့်ကပြောဆိုထားမိမဲ့ကမ်ပဏီကတော့ပယ်ချထားပြီးအမေရိကန်ရဲ့ PR ပေးတာတွေကြောင့်အလျှော့ပေးသွားမှာမဟုတ်ဘူးလို့သတိပေးပြောဆိုလိုက်ပါတယ်ခင်ဗျာ။ဒါတော့ကျွန်တော်တို့ဒီကနေ့ညပိုင်းမှာတွေ့ရတဲ့ ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝေယံကစူးစီးပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ဝေယံတင်ဆက်နေတဲ့နေ့စဉ်သတင်း channel မှာသတင်းကြောင်းရာတွေကိုပေးပို့လိုတဲ့သတင်းတွေကိုဆက်သွယ်ပြီးတော့ပြောဆိုလိုတဲ့ဆိုရင်ကျွန်တော်ခုဖော်ပြထားတဲ့ Viber ဖုန်းနံပါတ်ကိုဆက်သွယ်ပေးဖို့မေတ္တာရပ်ခံပါတယ်ပြီးသူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆက်အနာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းစုမုံကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့မနက်ဖြန်မနက်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ် ကျွန်တော် YouTube channel မှာနေ့စဉ်နဲ့အမြလာရောက်စောင့်မျှော်ကြည့်ရှုအားပေးကြတဲ့ပြည်သူတို့တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ် YouTube channel လေးကို subscribe လုပ်ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားခဲ့ပေးဖို့အထူးပဲမြတ်တာရက်ခံပါတယ်ခင်ဗျာ che te sì sei già a tu mi tu da che tu mi fai redi da su tua a te puoi pensare mi cavi così te io e tu mi sarà tu mi pe ma caura le tue mi ye in tu ta pi pi te ti te sa ni gendo ana giù mia che mo mi che mi ne ti ne sve che ti ni ယုံကြည်သည် ပြည့်စက်ပြေကြကတိပြုသင်စာတိဒီလူလူလူအပေါင်းဤဆန္ဒပြရမည်နိုင်ငံတော်ကိုသူစစ်ချမည် ဆွမ်းအတူညီစိုးစားပြတ်ကြော်မီဖယ်ရယ်ပြည်တော်စုအတွက်အသက်သွေးပေးဆက်မီဒါဝင်ကိုစီထဲရွေးကြမီစာရာကူညီပေးမှာထောက်ရလက်တွေ့ညီရဲ့ရင်သွေးတော့ပြီးပြီးတက်တိသစာညီရန်သူအားလားယူမြခြေမုံမြင့်ခြင်းညီမြန်ပြညာနဲ့ဆွဲပြည့်ညီယုံကြည်သည်ပါမတိ contribute this idea to about the sand up here again nine and over to six years